AI နဲ့ဘာတွေလုပ်လို့ရတယ်လဲသိချင်တာ AI နဲ့ဆိုရင်ဘာမဆိုလုပ်လို့ရတယ်သူများတွေကဘယ်လိုပြောကြလဲဆိုလို့ရှင်ဖြောဖြေးရေးမှ AI ကျမရေးမှ AI စီးပွားရေးမှ AI ဆိုပြီးတော့သုံးကြမလားဘာမဆိုသုံးလို့ရတယ်လက်တွဲပွားမှာပေါ့နော်တနေ့တာတနေ့တာကိုက plan မဆွဲတတ်တော့ဘူးဆိုလို့ရှင်လဲ plan ဆွဲတမမလို့အခုကဘယ်လိုပြောမှလဲ consultant လို့ခေါ်တယ်ဟိုအတိုင်ပင်ခံနေပါတယ်မလို့တော့ဘူးပေါ့နော်အဲကြောင့်လဲဆိုလို့ရှင် AI ကိုမေးရင်လူပုဂ္ဂိုလ်တဦးတယောက်ရဲ့အရေးချင်းထက်အဆပေါင်းများစွာ AI ကဖြေလို့ရတယ်ပေါ့နော်။ပြီးရင် AI ကကိုယ့်ကိုသိတယ်ကိုယ့်ကိုသူကလေ့လာတယ်။ကိုကခိုင်းနေကြလူသူ့အသုံးပြုနေကြဟိုမှာကိုမေးနေကြမေးခွန်းကိုကဘာလုပ်ဘာလုပ်ငန်းလုပ်လဲဟိုမှာဝင်းစုဆိုရင်ဘာသာစကားတင်တယ်။ဘာသာစကားတင်တဲ့ခါကျလို့ရှင်အော်ဒီတယောက်ကသူဘာသာစကားတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းမေးတသိလေးမေးလဲကိုနဲ့သက်ဆိုင်တဲ့အကြောင်းကိုသိချင်တဲ့အကြောင်းပဲသူကရေးလာပြီးရဲ့ပေါ့နော်။ AI ကလူတဦးတယောက်ထက်အဆပေါင်းများစွာတော်တာပေါ့နော်။သူအချစ်တဲ့အချက် လက်တွေအကုန်လုံး online ပေါ်မှာရှိတဲ့အချက်လက်တွေအကုန်လုံးကိုစုစည်းတာထက်ကောနော်သူကကိုတိချင်တဲ့အကြောင်းအရာကိုထုတ်ဖော်ပြီးမှရေးပေးတယ်ပေါ့နော်အခုဝင်းစုတင်ဆက်နေတဲ့ဒီဗီဒီယိုလည်း AI ကပဲရေးပေးတာပေါ့နော်ဘယ်လိုတင်ဆက်ကောင်းမလဲဆိုသူ့ကိုမေးတဲ့ခါကျတော့ကိုကဒီပုံစံနဲ့တင်ဆက်ပေးပါပေါ့နော် AI ကိုအသုံးပြုပြီးမှအခုဒီဗီဒီယိုလိုမျိုးလုပ်တာကအစပေါ့နော်လိုအပ်တဲ့အချက်လက်တွေကအစဗီဒီယိုတစ်ပုဒ်ရိုက်မယ်ဆိုလို့ရှိရင်ပထမပိုင်းမှာ30စက္ကန့်မှာမင်းဒီတစ်ကြောင်းကိုပြောရမယ်ဒီတစ်ကြောင်းနဲ့ဆိုဆွဲဆောင်မှုရှိတယ်ဒုတိယပိုင်းမှာမင်းပါကိုတင်ဆက်ရမယ်တတိယပိုင်းမှာမင်းပါလောက်ရမယ်ဆိုတာကအစတော့အကုန်လုံးဘယ်လိုလုပ်ရမယ်ဘယ်လိုတရုပ်ဆောင်ရမယ်ဘာတွေ edit လုပ်တဲ့အခါကျမှဘာတွေထည့်ရမှာကအစတော့အကုန်လုံးပြောပေးတယ်ပေါ့နော် အဲ့လိုလေးလွတ်တက်ခြင်းနဲ့ကိုကအခုမှလက်တစ်လေးဖြစ်တယ်ကိုက AI ဆိုလို့ရှင်ကိုနဲ့အရန်အလံဝေးတယ်ပေါ့နော် Google တော့မှကောင်းကောင်းအသုံးမပြတတ်သေးဘူးပေါ့ဆိုလို့ရှင် AI အခြေခံတင်နန်းပေါ့နော်ဒီ AI အခြေခံတင်နန်းမှာ AI ကဟို cloud AI ပဲဖြစ်ဖြစ် ChatGPT ပဲဖြစ်ဖြစ်ပေါ့เนาะ Gemini ပဲအရာမဆို free နဲ့သုံးလို့ရတဲ့အရာတွေအများကြီးရှိတယ်ကိုကသက်ဆက်မပေးချင်သေးဘူးအခြေခံကနေပဲဖြည်းဖြည်းချင်းစီတတ်ချင်ပါတယ်ကိုမှာအင်္ဂလိပ်စာလည်းမကျွမ်းကျင်ဘူးသုံးမဟုတ်အင်္ဂလိပ်စာသိမသုံးဖြစ်ဘူးသုံးမဟုတ်ထိုင်းစကားတွေလည်းမတတ်ဘူးထိုင်းစာတွေလည်းမတတ်ဘူးမြန်မာစာတခုပဲတိုက်ရင်သုံးလို့ရလားဆိုရင်လုံးဝရတာသိချတယ်မြန်မာစာကိုလည်းကိုကစာလုံးပေါင်းမမှန်ရင်တောင်မှ AI ကစာလုံးပေါင်းမှန်အောင်ပို့ရေးပေးတယ်ပေါ့เนาะ content ရေးတာက star အစစအရာသူအကုန်လုံးရေးပေးလို့ရတယ်ပေါ့နော်အဲ့ဒီတင်တန်းတက်ချင်တယ်ဆိုလို့ရှင် AI အခြေခံတင်တန်းပေါ့နော်အစစ်မြစ်မဟုတ်သေးအခုကလုံးဝအခြေခံတင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့ AI for beginner ပေါ့နော်သိချင်အောင်လောက်နဲ့မဟုတ်ဘူးကိုကိုငွေဖန်တီးပေးလို့ရတယ် AI အသုံးပြုချင်းဖြစ်အောင်တချို့လူတွေကတော့ဒီတိုင်းအသုံးပြုတတ်တယ်ဒါပေမဲ့သူတို့ဝင်ငွေအနေနဲ့သူတို့မဖန်တီးနိုင်ပေါ့နော်ဝင်ငွေအနေနဲ့ဖန်တီးနိုင်ခြင်းနဲ့ကိုလုံးနေတဲ့အလုပ်ကိုတတောင်တတာဖြစ်စေခြင်းနဲ့ကိုလုံးနေတဲ့အလုပ်ကိုပေါ့နော်ပော့ပန်းစေခြင်းနဲ့ဝန်ထမ်း၁၀ရောက်ခန့်ရမယ့်ဟာကိုဝန်ထမ်း၁၀ရောက်မယ့် AI နဲ့ရှိရင်လုံလောက်တယ်လုံးဝအခြေခံနဲ့သင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်လွယ်ကူရိုးရှင်းပါတယ်သင်တန်းက online class ဖြစ်တယ် Zoom နဲ့တက်ချင်ရင်တော့ extra charge ရှိမယ်ပေါ့နော် Zoom နဲ့တက်ချင်ရင်တော့သင်တန်းတက်တဲ့လူတွေထဲက Zoom တက်ချင်ပါတယ်လို့ request လုပ်ရင်တော့ Zoom အတွက်တည်တံ့လုပ်ပေးမယ်ပေါ့နော်ဒီ AI အခြေခံသင်တန်းကလုံးဝ အစေးတက်တာဆုံးနဲ့လုတ်ပေးတယ်။ဘာကြောင့်လဲဆိုလူတိုင်းကိုအသုံးပြနိုင်စေချင်တယ်။လူတိုင်းကအသုံးပြတတ်စေချင်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဒီနေ့ကျေးက399ဘတ်ပထမဦးဆုံး9ရောက်ပဲပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့9ရောက်မပြည့်ခင်မှာတခါလဲလာအပ်ပေးပါနော်။